ီနေ့ကတော့ရခင်းသားရဲ့ဟင်းပွဲတွေနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်ဘဟင်းပွဲလေးပါတယ်ဆိုတာကိုအရင်ဆုံးပြပေးမယ်နော်။ဒါလေးကတော့ကြက်ပင်စိဟင်းလေးဖြစ်ပါတယ်။ဒါကတော့ကြက်ကချင်ကြက်လေးပါ။အခုမိုးရွာတင်းနေဆိုလို့ရှိရင်အရင်လိုက်ဖတ်ပါတယ်။အဲဒါကတော့ long signature ကြက်အသေးမြကျော်ပါ။ဆိုင်မှာဆိုလို့ရှိရင်ထိုင်းရည်လဲရတာဖြစ်တဲ့အတွက်ကြောင့်ကြက်သေးမြကျော်ကတော့ဒါမပါမဖြစ်ပဲနော်။ ဒီဟင်းပွဲလေးကတော့ရာခင်းသားရဲ့မီမျိုးစစ်ကလေးပါသူကတော့ဗန်စွန်ပမုတ်ကြွတော်ပါသူ့ကိုတမ်ပူရာဆော့နဲ့သူ့ကိုစတက်ဆာလို့ရတယ်ခါဒါတသားမီလေးပါတယ်ဆိုလို့ရှိရင်လည်းဒါအရန်ကြိုက်မဲ့ဟင်းပွဲလေးဖြစ်ပါတယ်အဲ့အဲ့ထဲမှာမှာလုံးဝ special ဟိုဒါဟင်းပွဲချားတဲ့ချိန်မှာအရန်မျက်စိကျနေတာကတော့သူကစက်ချိုစံမွေးကြော်လို့ခေါ်ပါတယ်သူရဲ့အနက် အရာဒါလုံးဝ share မိုက်မဲ့ပုံမှာဒါထိတ်ဆုံးကစားမဲ့ဟင်ပွဲပေါ့နော်နောက်တစ်ခုကဒါကတော့ငါးချိုပေါင်းပါကာကတိကိုဒါအချိုပေါင်းပေါင်းထားဖြစ်ပါတယ်ခမင်းနဲ့စားတဲ့အခါမှာလည်းဒီဟင်ပွဲတရရဲ့လုံးဝမပါမဖြစ်ပါနော်အနောက်ချင်းတစ်မျိုးကချင်းမဆုံမီဖောက်တော့တော့ဝမ်းမိုက်တယ် သူဆိုလို့ရှိရင်လည်းချမ်းရည်ဒီမှာဆိုရှင်ချမ်းရည်တို့ပါတောက်တာဖြစ်တဲ့အတွက်ကြောင့်ဒီဟင်းခွဲလေးရတယ်လုံးဝမပါဘူးဖြစ်ပြီးတော့နောက်တစ်ခုကသူ့အရာသားလေးရတယ်ချင်းချင်းဆက်ဆက်ကလေးဖြစ်တော့စောင်းစားတင်နေတယ်မှာပါပါတယ်နော်ဒါကတော့ဘတ်ဆွန်ကြောက်ပွင့်တို့ပါများရယ်သူအနည်းဆုံးတော့မစားစားလို့မရဆိုတော့2ရက်3ရက်လောက်ကတော့သူအနည်းဆုံးစားလို့ရတယ်။အဲဒါကြောင့်ဒါထမင်းနဲ့စားတဲ့ခါမှလည်းအဆင်ပြေသလိုချမ်းရည်တို့ဘီယာတို့နဲ့တွေ့ခါမှလည်းအဆင်ပြေပါတယ်နော်။ကဲဒါဆိုလို့ရှိရင်စားစားပါတော့မယ်။ ကျက်ချူဆက်မွေးကြော်ဒါဆိုရင်ခကြပါအောင်တက်တာဗမာကျက်ကိုနဲ့ဗမာကျက်ဆစ်ဆစ်အဲ့တော့ဗမာကျက်ရဲ့အရသာဆစ်ဆစ်နဲ့ခင်ပွဲအစ်စ်ကိုမှနီးစမ်းကျင်တယ်ဆိုရင်တော့လာခဲ့ပါခမင်းနဲ့ပဲစားမလားဒီတိုင်းစားမလားဒါမှမဟုတ်ရှင်ထမ်းရည်တွေနဲ့ချမ်းရည်တောက်တဲ့ခါမှာဒါကြီးမလားပေါ့နော်သူ့ရဲ့အရသာ ဒါမှကြက်ဆိုပြီးတော့တော့ကြာအသားနဲ့အချင်မှာဆိုလို့ဒီမှာအသားရည်လည်းပါတယ်နော်သူရဲ့အရသာဆစ်ဆစ်ဟမ်အရသာကျွန်တော်စချင်းမှာချိုချိုလေးနဲ့မှုမွေးလေးပြီးတဲ့ခါမှာဆိုင်းဆိုင်းဆိုင်းနဲ့မှနည်းနည်းဆက်တလွန်လွန်လေးဖြစ်လာတယ်အဲဒါကြောင့်လဲချိုဆက်မွေးကြော်ဆိုပြီးတော့ဒါပေးထားဖြစ်မှာပေါ့နော် ဒီတက်ချိုဆံမွေးကြော်ထဲမှာဆိုလို့ရှင်ဖာလာဆေးတွေနနက်ပွင့်နေနဲ့ဖာလာဖြစ်ကြမွေးလဲမွေးတယ်ပြီးချိုချိုလေးနဲ့ဆက်ဆက်ကလေးဆိုတော့စားတာလေဟိုတာမန်ပုံမှန်ကြက်ကြော်စားနေကြသူတွေဆိုလို့ရှင်ဒီဟင်းပွဲကိုတုံးဆောင်တင်တယ်ပေါ့နော်ဒါဆိုရင်ထမင်းလေးနဲ့လဲစားရင်အဆင်ပြေတယ်သူ့ရဲ့ဒီအနှမ်းရစာနဲ့ drop ပါဆက်ဖြစ်တယ်ပေါ့အဲ့တော့ဒါကိုရောက်ပြီဆိုတာနဲ့ဒီဟင်းပွဲကိုအရင်ဦးပြားမှာဖို့အတွက် recommend ပေးတယ်ဒါနဲ့မှကြက်စစ်စစ်နဲ့လောက်ထားဟင်းပွဲလေးဖြစ်ပါတယ် မင်းနဲ့စားခမင်းနဲ့စားတယ်ဘူးလက်အိတ်နဲ့လေဒီကိုင်မစားဘူးကောင်းတယ်ဟိုဇုံချင်းနေပါနဲ့တဲများပြီးစားလို့မရအောင်ဒီခင်ပွဲအဲ့မှာကြသားရဲ့အရသာအကုန်ဒီထဲမှာအသားတွေပါတယ်ကိုယ်ကစားလို့ရမှာမဆိုတာဗမာကျရဲ့သဘောတရားအတိုင်းပဲသူကအသားနဲ့အယူနဲ့ကလုံးဝတွဲနေတာနော်ဒါဆိုကျင်တာကတော့ တက်ချိုဆက်မွေးကြော်ဖြစ်ပါတယ်။နောက်တစ်ခုကအဲအကြိုက်တဲ့ဒီဟင်းပွဲတွေမှာ second choice လုပ်ထားတာကဘယ်လိုမျိုးဖြစ်တော့ဒါလုံးဝပစွန် crazy သမားတွေလက်လက်ဆက်ဆက်เนาะရေချိုပစွန်စားတဲ့နေသူတွေဆိုလို့ရှင်ဒါစားလို့ရတယ်။တစ်ခါကြလို့ရှင်ချောင်းပေါ့เนาะဒီချောင်းထဲမှာပစွန်တွေပါတယ်ငါးတွေဖမ်းတာရှိတယ်။အဲ့ချိန်ကြလို့ရှင်လည်းအဲ့ဒီပစွန်ဖမ်းတဲ့ငါးဖမ်းသမားတွေ ပစုံဖမ်းတဲ့သူတွေစီကနေပြီးတော့လည်းသူတို့စာရုပ်ပြန်သွင်းတာကြီးလည်းရှိရဲပါတော့။လာစားလို့ရှိရင်တကယ်လက်စက် YouTube ပစုံကိုစာတုံးဆောင်လို့ရမယ်ပေါ့။ဒါကဆိုလို့ရှိရင်လည်း Wow ။ဘာဝမိုက်လဲ။စာရပစုံလေးတိုင်းအစိမ့်တော့တာထပ်စားမိဖို့ပြီးတုံးစားတာကို share ကြိုက်တဲ့လူဆိုတော့လေ။ဘာမှမကောင်းမှန်းပြရစာရတာလေ။ဟုတ်ကဲ့ပစုံကလက်စက်မှုရတယ်။ဖာမီလာဆိုတော့ ပွတ်ရှာတာပြန်မှာနော်ဒဇွန်လေးအကောင်လေးမှာအများကြီးပဲပါတယ်ဟိုကြာနည်းနည်းလေးပါတယ်လို့ထင်ပါဆိုလို့ဟိုမှာအများကြီးပဲပါတယ်နော်မှာဟိုတော့ပဇွန်မီဖုတ်စုပ်က second choice ဖြစ်ပါတယ်ရောက်ရင်မှာစားတဲ့နယ်ထဲမှာပါတယ်နော်နောက်ရင်းနာမှာလာပြီဆိုလို့ရှိရင်ခလေးတွေရော လူကြီးတွေပါစိုက်မဲ့ဒါကျအသေးမြင့်ကြော်ပဲဖြစ်ပါတယ်ဟိုကြတော့ဒီလို soft လေးနဲ့ 嗯，妈都在真的找他，摸一下呗。啊，再没得家里没得什么要学呗，不学呗。走走走走走走啊，他一年迷路线来龙话，拜烦。 ဒီဟင်းပွဲကတော့နေ့လယ်စာထမင်းစားတဲ့ခါမှာမိသားစုတွေစားအောင်စားတဲ့ဟင်းပွဲဖြစ်ပါတယ်ဒါကတော့ကြက်ပင်စိမ်းဖြစ်ပါတယ်ဒီဘက်မှာကကြတော့ဒါကကြက်ကချင်ချက်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တန်လင်းကကြတော့လေအရန်ဒီဘက်ကဟိုလဲစရာပေါ်တယ်ဥပမာစိတ်တင်ကုန်းတွေမိသားစုတွေနဲ့အပန်းဖြစ်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီရေလက်ကြောက်တန်းဖះသွားဖူတာမျိုးပဲကြိုက်ခေါက်ဖះသွားတာမျိုးတွေနောက်ဆုံးပီလက်ကတ်တို့ဘာလို့သွားတဲ့ခါမှလည်းဒီဘက်လမ်းလမ်းအမှတ်နဲ့လမ်းမကြီးကလာတာဖြစ်တဲ့အတွက်ကြောင့်ဒါဆိုလို့ရှိရင်နေ့လယ်နေခင်းထမင်း ဝင်စားမယ် AC အပန်းဖြေမယ်ပေါ့ဒါချောင်းဖြူတွေပါလည်းရှိတော့လုံးဝရှယ်မိုက်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့မြန်မာထမင်းဟင်းကောင်းကောင်းကိုမြန်မာကြက်နဲ့စားကျင်တယ်ဆိုလို့ရှိရင်တော့ရခင်သာလာလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒါနာမည်ကြီးတဲ့ရက်ကြက်ကချင်ချက်ကြက်ပင်စိဒါခုပြင်ရအဲ့ဒါစားပြမယ်ပေါ့သူရဲ့အကြသားအဲဒီထဲမှာဆိုရင်ကြက်ကချင်ချက်ကိုအရင်ဆုံးစားပါမယ် ဒါကကြက်ကြင်ချက်ထဲမှာကျလို့ရှိရင်မြင့်လဲပါတယ်ပြီးရင်ဖက်ဖယ်ရွယ်တို့ကတော့လည်းပါတယ်အဲ့တော့သူ့အကြတာအရင်တော့ taste လေးကိုရင်တော့ညီးကြည့်မယ်နော်။ဒီမှာသူအရေရလဲသူကဒီလိုမျိုးလေး။ကျွန်တော်ဟင်းရည်တက်တက်ကြီးမတောက်ချင်တဲ့သူတွေဆိုလို့ရှိရင်တော့ကြက်ကချင်းကြက်ကလေးစားမယ်ဆိုတဲ့အဆင်ပြေပါတယ်။အသားတွေပါတယ်ဆိုလဲဗမာကြက်ကိုပဲလုံလုံထားတာဖြစ်တဲ့အတွက်ကြောင့်ပါနော်။ Okay ။ကြိုက်ပါပြီ။ ဆိုရင်ထမင်းလေးနဲ့ဟွန်းအစီအစိုက်ငယ်စားပြီးတော့ဗောနော်မာချက်စီပြန်ဟင်းလို့ဘာလို့စားတာလဲအိမ်ချက်ထမင်းဟင်းတွေယိုးနေပြီဆိုလို့ရှင်တော့ဒီချက်ကချင်းချက်ကလေးကိုလာပြီးတော့လုံးဆောင်တင်နေဘာဖြစ်လဲဆိုတော့ချင်းချင်းလေးတို့ရရတာအထဲမှာမြစ်တို့ပါလဲပါလာဖြစ်တဲ့အကြောင်းချင်းချင်းဆက်ဆက်ကလေးဆိုတော့ရာတင်နေက mash pair ဒီဖြူးနဲ့ဒီကြားလေးဥရုနဲ့ကရန်ကုန်မှာဖတ်ပဲနော်ကြာနဲ့ဝေးပါလေသွားပြခီးသွားလို့ရှင်ဈေးတွေပါကုန်နေဦးမယ်အဲ့တော့ဟုတ်ကောစနေကုန်နေဆိုလို့ရှင်မိသားစုရင်းနဲ့ပဲဖြစ်ဖြစ်ဒါဟိုပေါ်တိုင်းနဲ့ပဲဖြစ်လာချေလို့ရပါတယ်အဟောစားမယ်နော်ခုစားမှာကကြတော့ချက်ပင်စိမ့် ပင်စိမ်းနဲ့မှုမွေးတင်းတင်းလေးနဲ့စားလို့ရမယ်။သူ့လည်းအဲ့လိုပဲအရေးဆက်ဆက်လေးဖြစ်တဲ့အတွက်ကြောင့်လေဟင်းရီပါတသက်မှားကြလည်းမလို့ကြည်လား။အင်းကြတော့အရန်ဟင်းရီကိုကြိုက်တာမဟုတ်ဘူး။ဒါပေမဲ့ခါကြလို့ရှင်တော့လို့မျိုးတုံရန်တို့ဘာလို့ကြိုက်တဲ့သူတွေမှပါတယ်။ဒါပေမဲ့တသက်ကြီးတော့မစားဘူးပေါ့။မိုးရင်းဆိုလို့ရှင်လေသမားဟင်းချိုတို့ဘာလို့တွေတောက်တဲ့ထဲမှာပါတယ်။ဒီတိုင်းကတော့ဖိတ်မစားဖြစ်ဘူးပေါ့နော်။ဒါဆိုလို့ရှင်လည်းဒီမှာတက်ပင်စိမ်းဟင်းလေးလည်းဆိုလို့ရှင်လည်းထမင်းကို နုံနယ်ဖတ်စားပြီးတော့ဟွန်းဟွန်းတူရလဲလို့ပဲလောကမှုမွေးလေးနဲ့လေဟိုစီပြန်ဟင်းနေမကြိုက်တဲ့သူတွေဆိုလို့ရှင်တော်တော်ဒီဟင်းပွဲတွေအရင်ရစာတွေးလိုက်မယ်ဟာဟင်းပွဲတော့ဝဲဆိုလို့ရှင်အနည်းဆုံးလေတလား2ယောက်2ယောက်ကတော့မှဒါများနေတယ်ပြ3ယောက်လောက်ရစစားလို့ရတယ်ဒီဟင်းပွဲဆိုလို့ရှင်ဟွန်း ဲရှိသေးရယ်။ဒါကြတော့ဘဇွန်ကြောက်ပွင့်တော့တို့ကြဒီတိုင်းမစားမလားဒါမို့ရှင်ဒီမှာတမယာတိလေးညှက်စားပြီးတော့ချင်းချင်းလေးအရန်ချင်းတိုက်တဲ့သူတွေဆိုတော့တမယာတိညှက်စားပေါ့နော်ဒါကြောက်ပွင့်တော့ပြပါတယ်ဒါဆိုလို့ရှင်လေတို့ဘဇွန်လည်းမတော့ဘဇွန်ရစားဟိုကဘဇွန်တွေကလည်းမအများကြီးပါတယ်ဒီမှာရောအောက်ထဲမှာရောဟုတ်ပါ့မယ်ဟော ခုငါကဘာလဲသူရှင်းပွဲကအချင်းလေးပါတယ်အချင်းဆိုးရှင်တယ်ဆိုလို့ရှင်တော့ခမားကြီးကိုညှစားလို့ရပါတယ်ထက်ထဲလိုက်ပါတော့ဒါတော့အလုံးကကိုးကြိုက်နေပါဆိုဒါတော့ငါးချို့ပေါင်းရှင်းပွဲသစ်ဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းမြင်ကြည့်မယ်ငါအချို့ပေါင်းကြတော့ ဖို့အဆက်တွေပါတယ်မကြိုက်တဲ့သူမျိုးတွေဆိုလို့ရှင်တော့စားတင်တယ်ဒါပေမဲ့အပြည့်အဝဟိုလိုမျိုးယူတော့ဒါရုပ်စားပါဆိုပြီး recommend ပေးရတော့မဟုတ်ဘူးသို့ပေမဲ့သူကြအဆက်လုံးဝမကြိုက်တဲ့လူတွေရှိတယ်အဲ့လိုမျိုးသူတွေဆိုလို့ရှင်စားတင်တယ်ပြီးတော့သူရတာလေးရလဲထမင်းမိတ်နေချင်မထမင်းမိတ်နာမျိုးတော့မဟုတ်ဘူးသူရဲ့အရာတာလေးရသည်ဘယ်လိုခေါ်မလဲ ချွ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 လေးနဲ့သူ့ရဲ့အသားပေါ့နော်အသားကလက်တယ်ပေါ့နော်အဲ့ဒါကြောင့်သူ့ရဲ့အရာသာအပြေဝရရတယ်ဒီဟင်းငါးတကောင်ရဲ့အရာသာပေါ့နော်အပြေဝရရတယ်လို့ပြောလို့ရတယ်အဲ့တော့ငါးချုပ်ပေါင်းကြတော့ငါးကြိုက်တဲ့လူတွေစားအောင်စားတယ်နဲ့သူကကြတော့ဒီမှာဟင်းပွဲရလဲကြီးတယ်ပြီးတော့ဒီမှာသမင်းနဲ့ စားတဲ့ခါမှာတသားမမီလေးတွေပါတဲ့ခါကြလို့ရှင်လည်းကိုကတော့ဒါဟိုဘလက်အိတ်နဲ့တော့စားကြည့်ကျင်တယ်ဒီတိုင်းဇွန်ခင်းထက်စားလို့ရှင်လက်ကလေးနဲ့ဆိုလို့ရှင်အရိုးနှွင်လို့လည်းအဆင်ပြေပြီးတော့ကလေးလေးလည်းကြိုက်လိမ့်မယ်ဒီဟင်းပွဲကြတော့လေဒါဆိုလို့ရှိရင်တော့ဒါရခင်းသားမှာရှိတဲ့ဟင်းပွဲအစ်စ်တွေကိုမိတ်ဆက်ပေးသွားတာဖြစ်ပါတယ်။အဲ့တော့ဒီတန်လင်ဘက်ကိုလာတဲ့အခါကျလို့ရှိရင်အမှတ်နဲ့ဒါဘက်ကလာတဲ့အခါဆိုလို့ရှိရင်ရခင်းသားကိုဝင်လည်ခဲ့ပါ။ဝင်လည်ပြီးတော့ကိုအေးစားပြသွားတဲ့ဟင်းပွဲတွေကိုဒါစိတ်ကြိုက်မှာစားလို့ရပါတယ်။ recommend လောကပေးထားတဲ့ hint word တွေရှိရနော်လောကမမေ့နဲ့နော်အဲ့တော့ video လေးရဲ့အစအကိုလည်းပြန်ကြည့်လို့ရပါတယ်အထက်မှာဆိုလို့ရှိရင်အင်းရ hint word တစ်ပွဲချင်းစီကဘယ်လိုရတာဆိုတာလည်းပြပြထားဖြစ်ပါတယ်အားလုံးပဲလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ပါ